credit honor man မင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လဲကျဆွန်လိုက်ပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်းပြပတဲ့များကျွန်တော်ရဲ့တရင်များနဲ့နောက်ဆော်ရတဲ့တရင်များကိုအချိန်နဲ့တပြည်စာတင်တင်ဆက်ပြီးတော့မှဖြစ်ပါရှင်ရခုပထမဆုံးစာတင်တင်ဆက်ပေးမယ့်တရင်ကြောင့်လည်းကတော့နောက်ဆုတ်လာနေတဲ့စကောက်စီရဲ့ရွေးကောက်ပွဲအချိန်ကာလအကြောင်းလည်းပဲဖြစ်ပါရယ် အနာသိစက်ကောင်ဆောင်ကအချွတ်ချွတ်ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်နောက်နှစ်ဇန်နဝါရီလစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ဘယ်လာရုစ်ခီးစင်မှာအချိန်ကာလကိုသတ်မှတ်ပြောဆိုလာတာဖြစ်ပါတယ်။ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိနေတဲ့စက်ကောင်ဆောင်ပို့ချုံမှုချင်းမြောက်လိုက်ကမတ်လ9ရက်နေ့မှာပြုလုပ်ခဲ့တဲ့ဘယ်လာရုစ်ဓမ္မရလူကာရှန်ကိုနဲ့ပူတွဲတရင်စာရှင်တဲ့ဘက်ကနေပြောဆိုခဲ့တယ်လို့စက်ကောင်စီရဲ့တရင်ထုတ်ပြန်ချဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့အတွက်နိုင်ငံရေးပါတီ53ပါတီရဲ့အစီအပေတွင်ထားပြီးရွေးကောက်ပွဲကျင်းပမှုအပေါ်မှာဘယ်လာရုစ်နိုင်ငံကလေးလာရေးအဖွဲ့တို့ကိုလည်းလာရောက်ကြည့်ရှုနိုင်ဖို့စကားဆောင်ဖိတ်ကြားထားကြောင်းသိရပါတယ်။နိုင်ငံရေးလှတာသုံးသက်သူဦးတန်းစုနိုင်ကတော့ရွေးကောက်ပွဲအစီအစဉ်ဟာအချိန်ကာလအနေနဲ့နောက်ဆုတ်လာနေသလို2025ခုနှစ်ဟာစစ်အာဏာရှင်စနစ်ကိုအဆုံးသတ်မဲ့နှစ်ဖြစ်မယ်လို့ကျင်းပဖြစ်မယ်လို့မထင်ဘူးလို့သုံးသပ်ထားဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်တွေဟာဆစ်ရှုံးနေတဲ့အတွက်တဖြည်းဖြည်းဆုတ်ဆုတ်လာတာအခု2025ရောက်တဲ့အခါကျတော့လေ2026သူကအဲ့ဒါလိုပဲပြောင်းနေမှာပဲဒါပေမဲ့အချိန်လေးကတော့2025ကြော်စရာအကြောင်းမရှိပါဘူးမြန်မာနိုင်ငံစီအရရှုံနေပြီးတော့နေပြည်တော်ကနေသူချက်ခွာရမယ့်အခြေအနေဖြစ်တဲ့အတွက်ရွေးကောက်ပွဲဟာလည်းကျင်းပဖြစ်မယ်လို့မထင်ဘူးလို့ကျွန်တော်တို့ဦးတည်အမြင်နဲ့သုံးသပ်ပါတယ်ခင်ဗျာလို့ပြောဆိုထားဖြစ်ပါတယ် အနာသိအချိန်ကစပြီးရွေးကောက်ပွဲပြန်လည်ကျင်းပပေးပေမဲ့လို့အမြဲတစေထုတ်ပြောထားတဲ့စကားစီဟာနိုင်ငံကိုအရေးပေါ်အခြေအနေအဖြစ်တနစ်ကျင်းညာခဲ့ပြန်တော့ဒေတာမတည်ငြိမ်မှုအကြောင်းပြချက်နဲ့6လတက်တာကိုအကျဉ်းချင်းတူးယူခဲ့ရလည်းဖြစ်ပါရဲ့ မဲမတမာမှုအကြောင်းပြချက်နဲ့နိုင်ငံကိုအရေးပေါ်ကြေညာပြီးခေတ္တတာဝန်ယူထားတာကြောင့်မကြာခင်ဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပသွားမှာပေါ့အချိန်ကာလနှစ်ခုကိုစစ်ကောင်စောင်းထုတ်ပြောတာကလည်းမသေးချာမရေရာဘူးဖြစ်နေခဲ့ဖြစ်ပါတယ်ပြီးခဲ့တဲ့2022ခုနှစ်တုန်းကလည်းလာမယ့်2023ခုနှစ်အောက်တိုဘာလရွေးကောက်ပွဲကျင်းပပြီးပြီးအနိုင်ရတဲ့ပါတီကိုအာဏာတွေအပင်မလို့စစ်ကောင်စောင်းအပေါင်းဝင်ကော်မရှင်ဘက်ကထုတ်ပြောခဲ့ပေမဲ့ဖြစ်မလာခဲ့တာတက်တည်ပဲဖြစ်ပါရဲ့ အခုချုပ်ပြောလာတဲ့ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကလည်းဝင်းရောက်ရှင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေအတွဲပါတီဝင်ဥယျာဉ်ရုံခန့်ဖွင့်လှစ်မှုနဲ့ကိုယ်စလဲလောင်းအရေးအတွဲပြည့်မီဖို့အကျက်အသက်ဖြစ်စေနေတာဖြစ်ပါရယ်။ကရင်ပြည်နယ်အတွင်းစည်းရုံးမဲ့မွန်ဒုတက်ရေးပါတီနဲ့ခေါင်းဆောင်တူကလက်ရှိအခြေအနေနဲ့ပါတီဖက်ကပြင်ဆင်ရမယ့်အခြေအနေဟာအနိုင်ငယ်သားရှိတဲ့အတွဲအခက်အခဲရှိတယ်လို့လည်းပြောဆိုထားဖြစ်ပါရယ်။ ကျွန်တော်ပါတီအနေနဲ့တော့အခုလောလောလတ်လတ်ကတော့လုံးမဲ့ဆိုရင်တော့ပြင်ဆင်ဖို့အချိန်တွေဘာမှတော့ရမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့နည်းမြေလုံခြုံမှုရောဘာရောညာရော ပါတီဝင်တွေရောပေါ့မဲဆွဲစည်းရုံးမှုဆိုတာကလည်းမလွယ်ဘူးလေ။ဆိုတော့လေကျွန်တော်တို့ရည်ရွယ်ချက်ကဒီရွေးကောက်ပွဲပြည့်ခဲ့တဲ့တိုင်မဖြစ်မနေပါဝင်ရမယ့်အကူစလေ၃ရောက်လောက်ပဲအမီစီတင်တွင်မယ်လို့ရည်ရွယ်ထားပါတယ်။ရှုံးဒီ90ကထားလိုက်အောင်ပေါ့အခြေလေးကဘလို့လားမမ်းမမတီတော့တာလေဒီလိုပဲဆုံးဖြတ်ထားရဲ့ဗျာလို့ပြောဆိုထားဖြစ်ပါတယ်။ စကားစီရဲ့နိုင်ငံရေးပါတီများမတ်ပူတင်ချင်ဥပဒေအရရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်မီမှာရှက်ပေါင်း90အတွင်းပြည်တော်စုတဝန်စီယုံမဲ့ပါတီဖြင့်ပါတီဝင်ဦးရီအနေဆုံး9000ရှိရမှာဖြစ်ပြီးမြို့နယ်အလုံးရဲ့အနေဆုံး3ပုတ်တပုံမှာပါတီရုံးခန့်ဖွင့်လှစ်ရမှာဖြစ်ပါရယ် ဒါပေမဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းမှာစီယုံမဲ့ပါတီဆိုရင်တော့ပါတီဝင်ဦးရေအ ਨੇ ဆုံး1000ရှိရမှာဖြစ်ပြီးအဲ့ဒီဒေသအတွင်းမှာရှိတဲ့မြို့နယ်အလုံးရဲ့အ ਨੇ ဆုံး9မြို့နယ်မှာပါတီရုပ်ခန်းဖွင့်လို့ရမယ်လို့ပြတ်ထန်ထားဖြစ်ပါတယ်။ဒီအတွက်ကြောင့်ပဲ2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာမဖြစ်မနေရွေးကောက်ပွဲကျင်းပလာရင်နိုင်ငံရေးပါတီတွေအတွက်အခုအချိန်ကစပြီးပြင်ဆင်ချင်း10လောက် ဆယ်လလောက်တာရတဲ့အချိန်လေးလို့ဆိုထားဖြစ်ပါတယ်တဖက်မှာလည်းစစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲတွေကလည်းနိုင်ငံအနှက်အရှယ်ဟုံမပြဲဆက်ရှိနေသလိုစစ်ကောင်စီရဲ့အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့နယ်မြေစိုးမှုမှုတွေကလည်းတုံ့ပုတ်တပုံတော့မပြတ်တော့ဘူးလို့ပြောဆိုချဖြစ်ပါတယ် BNN မြန်မာ Peace Monitor ရဲ့အချက်အလက်တွေအရနိုင်ငံတော်မြို့နယ်ပေါင်း330ရှိတဲ့ထက်ကနေ240မြို့နယ်မှာတိုက်ပွဲရှိနေတာကြောင့်စီရင်ပဋိပက္ခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်အရေအတွက်ဟာ90%သာကျန်ရှိတော့တာဖြစ်ပါရယ်စီရင်ဘူကြီးစင်ရော်ကတော့တိုင်းတက်လက်နက်ကအဖွဲ့တွေနဲ့ကျွန်တော်ရဲ့အဖွဲ့တွေအားလုံးစစ်ကောင်စီကိုစစ်ရေးအရာဟန်ချက်ညီညီဖိအားပေးတိုက်ခိုက်ဖို့လိုအပ်မယ်လို့တုံ့သက်ထားဖြစ်ပါရယ် ဒီရွေးကောက်ပွဲကအောင်အောင်မြင်မြင်နဲ့ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ဒါပေမဲ့တိမ့်ပိုက်ထားပြီးသားနှက်မြေတွေကိုဆက်လက်ပြီးတော့ထိန်းချုပ်ထားနိုင်မယ်ဆိုရင်တော့ရတယ်။ဒီလိုမျိုးဖြစ်ဖို့လဲကျွန်တော်တို့ EOW တွေနဲ့နှက်မြေခန့်တော်ရေးတစ်ခွက်မှတည်းများကွန်ရက်တစ်ခွက်ဖွဲ့စည်းပြီးမှဟန်ချက်ညီညီတိုက်ခိုက်ဖို့တော့လိုပါတယ်။ဟန်ချက်ညီမတိုက်ခတ်နိုင်ရင်တော့သူ့ရဲ့ရုပ်ပြရွေးကောက်ပွဲကဖြစ်ချင်တဲ့ဖြစ်သွားနိုင်မယ်အနေအထားမျိုးရှိနိုင်ပါတယ်ခင်ဗျာလို့ပြောဆိုထားဖြစ်ပါတယ်။ စကောင်ဆိုင်ရဲ့ရုရှားခီးစင်မှာလွတ်တော်ဥက္ကဋ္ဌနှစ်ဦးကမြန်မာနိုင်ငံရဲ့ရွှေကောက်ပွဲကျင်းပခြင်းမှာရုရှားနိုင်ငံအနေနဲ့ထောက်ခံအပ်ပေးသွားမယ်အပြင်လေးလာရေးအဖွဲ့တွေလည်းစစ်လွတ်ပေးသွားမယ်လို့လည်းပြောဆိုခဲ့လက်ဖြစ်ပါရယ်တရုတ်အစိုးရကလည်းစကောင်ဆိုင်ရဲ့ရွှေကောက်ပွဲကိုထောက်ခံပြီးလိုအပ်တဲ့အကူအညီတွေပေးသွားမှာဖြစ်လို့ကိုကန်တာ MNDA နဲ့အပြစ်ခတ်ရစနအောင်ဆက်ဆက်ပေးခဲ့ပြီးမြန်မာအရေးမှာဝင်ရောက်ညှိနှိုင်းမှုတွေပြစ်လုနေတာဖြစ်ပါတယ်လို့ပြောဆိုထားဖြစ်ပါတယ် ဒါကြောင့်စက်ကောင်းစီအပြည့်အဝထိန်ချုပ်ထားနိုင်တဲ့ရန်ကုန်နေပြည်တော်မန္တလေးပဲခူးအေရဝတီစတဲ့တိုင်းဒေသအတွင်းမှာရှိတဲ့မြို့နယ်တွေနဲ့ရက်ွက်ကြီးရွာတွေမှာရွေးကောက်ပွဲတွေကိုအပိုင်လိုက်ကျင်းပနိုင်ခြင်းရှိနေခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ရန်ကုန်နဲ့ပဲခူးဒေသကိုပြန်လည်စိုးမိုးနိုင်ဖို့တိုက်ပွဲတွေစတင်ဖို့ဆောင်တော့မယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မိုင်းဝင်းခန့်တန်းကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထုတ်ဖော်ပြောဆိုထားဖြစ်ပါတယ်။ ဒီတွင် NAG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်တော် PDA အောက်ရှိတည်ရင်တပ်ဖွဲ့တွေပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းပဲခူးတိုင်းထက်ကရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့တွေအခြေချတပ်ဆွဲထားတဲ့ကိစ္စခန်းခုနှစ်ခုကိုပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချေမှုခဲ့လည်းဖြစ်ပါတယ်။ မြို့တင်တိုက်ပွဲဖြစ်မလာသေးတဲ့မွန်ပြည်နယ်မှာတော့အလက်ရှိအခြေအနေတိုင်းဆက်ဖြစ်နေရင်ရွေးကောက်ပွဲကိုစစ်ကောင်စီကကြက်ကြက်ပြပြန်ကျင်းပလာနိုင်တယ်လို့ရမြဖက်ဒရယ်အင်အားစုတီ NRFF ကသုံးသပ်ထားဖြစ်ပါရီမွန်ပြည်ဖက်ဒရယ်ကောင်စီအတူရောင်ရွေးကောက်ပွဲဆက်တင်တိုက်ဖြည့်ရေးကော်မတီအဖွဲ့ကောင်ဆောင်ဒေါက်တာတီရင်မွန်ချန်ကရွေးကောက်ပွဲပြပြရေးအတွေ့စီရင်အရာပြပြတတတိုက်ဖြတ်သွားမယ်လို့ပြောဆိုထားဖြစ်ပါရီ အတိအားအရေးကြီးဆုံးနည်းလမ်းကတိုင်းရင်းတော်နဲ့နိုင်ငံကျော်နိုင်ရေးအဖွဲ့အစည်းတွေ၊နှွေးဦးကျော်နိုင်ရေးမှာပေါ်ပေါက်လာတဲ့နိုင်ငံရေးစီရေးအဖွဲ့အစည်းတွေနဲ့ဗျူဟာမြောက်ပူပေါင်းပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့အတူရောင်ရွှေကောက်ပွဲပြက်ပြားရေးအတွင်းစီရေးအရပြက်ပြတ်တသားအရေးယူတက်ဖြတ်သွားဖို့ချမှတ်ထားပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ နိုင်ငံရေးအရာပြည်သူလူထုနဲ့နိုင်ငံရေးပါတီတွေကိုတိုက်တွန်းသွားမှာဖြစ်တယ်လို့နိုင်ငံတကာကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတိအမှန်မပြဖို့နဲ့အကူအညီတွေမပေးချဖို့တတ်တမန်နီလန်းနဲ့လှုံ့ဆော်သွားမယ်လို့သူကဆက်လက်ပြောဆိုထားဖြစ်ပါတယ်။လေလာသူတွေကတော့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပပြီးမှသာချက်ပေါက်ရမယ်။အခြေအနေမျိုးကြောင့်စစ်စင်ထားတဲ့အတိုင်းဖြစ်မလာခင်ရင်လည်းအရေးပေါ်တက်တန်ကိုအထက်ထက်တို့ကရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းနေမဲ့သဘောလို့သုံးသပ်နေကြဖြစ်ပါတယ်။ လက်ရှိမှာတော့စကောင်စီဟာတိုင်းရင်းသားလက်နက်ကန်အဖွဲ့တွေနဲ့ကျောင်းနိုင်ရင်အစုရရဲ့နိုင်ငံအနှံ့အထိုးစစ်တွေကိုစစ်မှုထမ်းဥပဒေနဲ့တပ်သားစုဆောင်ကမြေပြင်တဲ့ဝေဟင်ကနေနှီးပေါင်းစုံဆက်လက်ခုခံရင်ဆိုင်နေရဆဲပဲဖြစ်ပါရယ်အကြောင်းရင်းတင်ဆက်ပေးမှုကိုကျွန်မပဲခေတ္တနာကိုပြပါရှင်အာဘေနာစမှုအကျွဲအကျွဲကျဆွတင်ရှိပါရှင်